ဘာကြည့်တာပေါ့ကြည့်တာပေါ့ဒီမှာရေမုံဆိုအရန်ကြိုက်တာမာမီရှိန်တို့ပြောကြောက်တင်ပုံနေမိုးထားတဲ့အိမ်လို့အရန်သဘောကျတယ်အဲ့လိုမျိုးကားလေးတွေအဲ့လိုဘယ်လိုခေါ်မလဲဘယ်လိုခေါ်မလဲဟာတာဆိုပေမဲ့လေခုထိလည်းရိုးမသွားဘူးအဲ့လိုမျိုးလေးပေါ့သဘောကျပါတယ်ဟာတာကားကြီးတော့ကြည့်ပါတယ်အာဒီနေ့ကကျတော့သူက character အစ်တတမျိုးပေါ့နော်အစ်တတမျိုးမှာအယောင်ဆေးမလေးသူနဲ့လာတဲ့ customer နဲ့သူကအဲ့လိုပေါ့ဘယ်လိုခေါ်မလဲဝယ်အောင်ပေါ့နော်ဝယ်အောင်လိုက်ပြီးတော့ ဲ့လိုချင်းကပ်ပြီးပြောရတဲ့ပုံစံမျိုးလေးဆိုတော့ဟုတ်နေနေနေပါမအေးပါဘူးရမောကတော့ဟိုဘယ်လိုခေါ်မလဲပုံမှန်ပါပဲရမောကကြောက်အဲ့လိုအမြန်ကိုကိုမှုလေးနဲ့ကိုနေရဆိုတော့ကိုကလည်းကိုအခုဆိုလို့ချင်းနဲ့အစင်းဆိုပြီးကိုကလည်းကိုအဲကို energy ကိုကိုမြင့်မြင့်မြတ်ခါရိုက်မယ်ဆိုလို့ချင်းအစင်းသွားပြီးရိုက်လိုက်တယ်အဲ့လိုမျိုးပါပဲဟုတ်အာခုကတော့ဘယ်လိုခေါ်မလဲဟောင်းဟောက်တော့မသိသေးဘူးဒါပေမဲ့ကိုကကိုပြောနေတဲ့ကိစ္စလေးတခုတော့ရှိတယ်အဲဒါပေမဲ့အဲအခါကျရင်တော့ထွက်မှာပဲမမတို့နဲ့ပြန်တွေ့ပြီးပြန်ပြောမယ်နော် တ်ပါဘူးကိုမျော်လင့်နေတဲ့အရာလေးအဲ့လိုလာများလာတော့မလားဆိုစိတ်လေးဖြစ်နေရပါဟုတ်စီဗီတွဲဆိုလို့ရှိရင်စီဗီတွဲရည်လေးအဲ့လိုဘယ်လိုခေါ်မလဲအဲ့လို အားပေါ့နော်သူရဲ့အားအရန်ဘယ်လိုခေါ်မလဲကြိုက်တယ်လို့ထင်တယ်ဘာလို့ဆိုတပတ်မှာ9ရက်လောက်ကိုပြိသက်ကဒီလူတွေကိုကြည့်ဒီလူရဲ့ဇက်အင်းကြီးကြည့်ခံစားဆိုတော့တဖြည်းဖြည်းနဲ့ပြိသက်တွေနဲ့လည်းပိုပြီးရင်းနှီးလာတယ်အဲ့လိုမျိုးတော့ထင်ပါတယ်စီဝီကိုဒါပေမဲ့စီဝီနဲ့တူတူရုပ်ရှင်ကလည်းရုပ်ရှင်အလျောက်သူ့ရဲ့ပြသခြင်းနဲ့ဖော်ကျူးခြင်းနဲ့ message ဟာတဆိုလဲဟာတအလျောက်နော်ဟာတဆိုလဲဟာတအဲဒါမှမဟုတ် drama ဆိုလဲ drama အဲ့လိုမျိုးပေါ့သူသူ့ရဲ့ဥစ္စာတိုင်းမှာသူကလည်းသူရှိရဲ့ဆိုတော့ဟုတ်သဘောကျပါတယ်ကိုကော ဟုတ်အဲဘယ်လိုခေါ်မလဲအဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆိုတာအဲဘယ်လိုခေါ်မလဲအခုထိုင်ကြည့်တော့နောက်ထပ် အသစ်လေးတွေထပ်ပြီးတော့ထွက်လာဖို့ရှိရဲဒါပေမဲ့ထပ်မထွက်လာသေးဘူးဒါပေမဲ့မထွက်လာသေးဘူးဆိုပေမဲ့လည်းထွက်လာတဲ့ခါကျလို့ရှင်လည်းအကောင်းဆုံးစူးစမ်းထားတာမြင်ပါပါလို့အဟာသဆိုလို့ရှင်လည်းဟာသကိုအရန်စူးစမ်းပြီးတော့ပေါ့နော်ဒီမှာလေးခုဟာသကိုပြန်တင်ယူပြီးတော့အဲအဲ့လိုမျိုးဘယ်လိုခေါ်မလဲစင်ညာရင်းနဲ့တွေ့ပြီးတော့ဒီမှာစူးစမ်းထားလीလည်းအများကြီးရှိပါတယ်ဟုတ်ပါစူးစမ်းတဲ့ပုံစံတွေကအဲဒီကတော့ ဘယ်လိုခေါ်မလဲအစ်စ်ပေါ့မလုံဘူးတဲ့အစ်စ်တိုင်းကတော့အခက်ခဲဖြစ်ပါတယ်ဒါကတော့ဘယ်လိုခေါ်ရမုံနိုးမမဟုတ်ဘူးဒါဘယ်လိုခေါ်မလဲအစ်စ်ဖြစ်ဖြစ်မဖြစ်ဖြစ်မလုံဘူးတဲ့ character တွေလိုမျိုး character တစ်ခုကိုဝင်ရဆိုအရင်ကခက်ခဲလို့ရမုံကတော့ထင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုခေါ်မလဲဘယ်လိုပဲခက်ခဲခက်ခဲအကုန်လုံးကစူးစမ်းပြီးလုပ်ကြရတဲ့နည်းပညာရှင်တွေပဲဆိုတော့အားကြောင့်ဟုတ်အဆင်ပြေပါတယ်ဟုတ်ညီမလေးရလားရမုံကဘယ်လိုခေါ်မလဲဟိုဟာတော့လေ မှန်တော့တဘောကြတယ်တဘောကြရဆိုတော့ဟောပပပဲအစင်းမမဆိုလို့ရှိရင်ဟာတာအရန်ပြော်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ဟာတာရဲ့တဲ့သူကစိတ်တရားတက်လွင်နေသူတို့ရဲ့ခေါင်းထဲမှာဘယ်နေရာမှာဘလို့ပြက်လုံးထဲမလဲဘယ်နေရာမှာဘလို့ပြော့အောင်လုပ်မလဲအဲဒီလိုဥစ္စာတွေသူတို့အမြဲတမ်းတွေးနေရဆိုတော့စင်းမကလူတိုင်းကအမြဲတမ်းဟိုဘယ်လိုခေါ်မလဲဟောပပဖြစ်နေဟောပပဖြစ်နေတော့အဲရိုက်ကွေး pressure တွေဘာကြီးဆိုတော့လည်းမခံစားမိဘူးဟာတာရဲ့အဲ့လိုမျိုးပျော်ပျော်ရွှင်ရွှင်လေးပါပဲဟုတ်ဘာကြည့်တာဗော ကြည့်တော့ဗောရေမုံဆိုအရန်ကြိုက်တာမာမီရှိန်းတို့ပြီးတော့ကြောက်တင်မုံနေမိုးထားတဲ့အိမ်တို့အရန်သဘောကျတယ်အဲ့လိုမျိုးကားလေးတွေအဲ့လိုဘယ်လိုခေါ်မလဲဘယ်လိုခေါ်မလဲဟာတာဆိုပေမဲ့လေအခုတိလဲရိုးမသွားဘူးအဲ့လိုမျိုးလေးဗောသဘောကျပါတယ်ဟာတာကားတွေတော့ကြည့်ပါတယ်ချီအောင်လောက်ရတော့ခက်မယ်လို့ထင်ပါတယ်တခါတလေမှလည်းဟိုဘယ်လိုခေါ်မလဲရေမုံလဲရေမုံအနှစ်ယောက်ပေါ့နော်စူးစမ်းလာရှိပြီမဲ့တခါတလေကျရင်တထုတ်ဟာတွေကအဲ့လိုရီးရပါမလားမရီးရတော့ဘူး ဒါပေမဲ့တခုရှိရအဲ့ရီရအောင်အတင်းလုံးနေတာကိုမရီရအဲ့တော့ကိုကနဲ့ကိုကိုပုံစံနဲ့ပဲကိုနေလိုက်တယ်အဲ့ဒါနဲ့အနည်းဆုံးမရီရရင်တော့မှဘာဖြစ်နေရလဲဆိုပြီးတော့တွေးရမှာပေါ့နော်ဒီမှာတော့ PF fighter တောင်ကောင်းဆုံးစ조사ပြီးလုပ်နေသေးပါအခုမှလည်းအဲဆပြီးတော့အဲရောက်လာတယ်ဆပြီးတော့လည်းတင်ယူနေသေးသူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းတင်ယူနေသေးပါပဲဟုတ် ဟုတ်ဟုတ်ဟုတ်ပါတယ်အများကြီးလည်းချက်ပြောလုပ်ပြချင်ပါပြီဒါပေမဲ့လည်းအခုကဘယ်လိုခေါ်မလဲအဲစူးစမ်းနေသေးဆိုတော့လေဒီထက်ပိုပြီးတော့လည်းပြည်သက်ကိုအဲပိုခေါ်မလဲ writer အစ်တလေးတွေလည်းချက်ပြချင်တယ်အဲ့အတွက်လည်းစူးစမ်းနေပါတယ်ကတော့အစ်တစ်ချက်နဲ့ထားမိလား။အင်းနမတင်တော့အမြဲဟိုဘာလို့ဆိုဘလို့ခေါ်မလဲ။အမြဲတမ်းဟိုဘလို့ခေါ်မလဲ။အဲ့လိုကြီးကနေခါကြောက်လေ။ဟိုဟိုဘလို့ခေါ်မလဲ။ခုမှမေးခွန်းနေရာတစ်ချိန်လုံးဒီ dancing ဘိုင်းနဲ့ပဲပတ်သက်နေရဆိုတော့ဘလို့ခေါ်မလဲ။အများကြီးတော့ နှပညာပိုင်းနဲ့ပတ်သက်ပြီးတော့စူးစမ်းရပါမယ်ဟုတ်အော်ရမမဖေးသေးဘူးမဖေးသေးဘူးပြရခါကြတော့မှပဲပြန်တွေ့ပြီးတော့ပြောပြပါမယ်ကျေးဇူးများအစ်တင်ပါဟုတ်ကဲ့အားဖြင့်ပိတ်တက်ကြည့်ရောဘယ်လိုလုပ်ဆက်ချက်လဲဟုတ်ကဲ့ပိတ်တက်ကြည့်မင်္ဂလာပါအားလုံးပဲကျေးဇူးများအစ်တင်ပါတယ်အဲနေကောင်းတည့်ရဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ကျေးဇူးများအစ်တင်ပါတယ်